ကချင်စစ်ပွဲ9နှစ်ပြည့်ကကချင်စစ်ဘေးဆောင်ပြည်သူတွေအတွက်ရန်ကုန်ငွေဓာတ်ပုံရောင်းချပွဲအခမ်းအနားကိုဇွန်9ရက်ကရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။စစ်ဘေးဆောင်ပြည်သူတွေရဲ့နေထိုင်စားသောက်မှုလူမှုပုံစံတွေကိုရယူထားတဲ့ဓာတ်ပုံတွေရောင်းချခြင်း၊အင်းကြီးတွေ၊စာအုပ်တွေ၊အိတ်တွေကိုရောင်းချခြင်းဖြင့်ရရှိတဲ့ရန်ကုန်ငွေကိုစစ်ဘေးဆောင်ပြည်သူတွေရဲ့စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးနဲ့အခြားလိုအပ်ချက်တွေမှာထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့စီစဉ်သူဦးမရန်ကျော်ကွန်ကပြောပါတယ်။ဒီကနေ့ကာလအတွင်းမှာစစ်တေဒုက္ခတွေ တဲ့ကျွန်တော်ပြည်သူတိုင်းကြောင်ရဲ့ကိစ္စလို့လက်ရှိအစိုးရတော်ရှိနေတယ်နော်။ကုညီထောက်ပံ့ပေးနေတဲ့နိုင်ငံတကာအစိုးရတို့ကအများဆုံးအရေးယူဆောင်ရွက်ပေးဖို့အတွက်ကျွန်တော်ပြည်သူတို့ကလည်းဒီမှာပြည်သူတွေဆိုတော့နိနားနဲ့ကြည့်တဲ့နောက်စီတီဒုက္ခတွေရဲ့အရေးကပုံမှန်ကွင်းမှာဆိုရင်ဆရာရှိလာပါတယ်။2017ခုနှစ်ကတပ်ဖန်ပြန်လည်စတင်ခဲ့တဲ့မြန်မာတပ်မတော်နဲ့ KIA အဖွဲ့တို့ကြားလက်နက်ကင်တိုက်ပွဲတွေကြောင့် ပြည်သူတသိန်းကျော်ဟာနေရက်ဆုံးခွာပြောင်းရွှေ့ကအိုးမအိမ်မဲ့ဖြစ်ခဲ့ရပြီးလက်ရှိအချိန်ထိနေရက်မပြောင်းရဲကြပဲစစ်ဘေးရှောင်ဒေသတွေမှာသာနေထိုင်ကြတာဟာငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ဒီသတင်းကိုသတင်းတော့ချိုလွင်ဦးကပေးပို့ထားတာဖြစ်ပြီးကျွန်တော်ကျွန်နိုင်ထွန်းကတင်ဆက်ထားတာပါ